အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဥတ္တန်အကြောင်းပြောပြချင်ပါတယ်ခင်ဗျာဥတ္တန်ဒီကုလသမဂ္ဂတွင်မှုချုပ်ဖြစ်တဲ့အချိန်မှာဘာတွေလုပ်ခဲ့လဲဆိုတာထပ်ပေါ့နော်ဥတ္တန်ကဘယ်လိုပုံစံမျိုးနဲ့ဘာကြောင့်အတွင်မှုချုပ်ဖြစ်လာရလဲဆိုတဲ့အကြောင်းလေးကိုအဓိကထားပြောသွားမှာပါခင်ဗျာဆိုတော့ဥတ္တန်အကြောင်းမပြောခင်မှာကုလသမဂ္ဂအဖွဲ့ချုပ်ကြီးဘယ်လိုမျိုးပေါ်ပေါက်လာလဲဆိုတာကိုပထမအဆုံးအနေနဲ့ပြောပြချင်ပါတယ်ခင်ဗျာကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဒီဦးစားပေးပေါ့နော်ပထမအဆုံးရည်ရချက်ကတော့ဒုတိယကဘာစစ်ပုံစံမျိုးတတိယအကြိမ်ဒီနိုင်ငံတွေပေါ့နော်အချင်းချင်းစုဖွဲ့ပြီးတော့စစ်ပွဲတွေထမဖြစ်အောင်ဆိုပြီးတော့ကုလသမဂ္ဂအဖွဲ့အစည်းကြီးကိုဖွဲ့စည်းထားတာပါခင်ဗျဒါပေမဲ့ဒီကုလသမဂ္ဂအဖွဲ့အစည်းကြီးလိုပဲပထမကဘာစစ်ပြီးတဲ့ချိန်မှာအဲ့ချိန်တော့ဒါပထမကဘာစစ်လို့မခေါ်သေးဘူးပေါ့နော်မဟာစစ်ပွဲလို့ခေါ်ပါတယ်အဲ့လိုမျိုးဒီနိုင်ငံချင်းချင်းဝိုင်းပြီးတော့ပေါ့နော်ခင်မီလက်နက်တွေနဲ့ တိုက်ကြခိုက်ကြတာမျိုးအရင်တော့မရှိခဲ့ဘူးအောင်ခင်ဗျာဒီမဟာစစ်ပွဲကြီးလိုမျိုးနောက်ထပ်တစ်ကြိမ်ဒုတိယအကြိမ်ပေါ့နော်စစ်ပွဲကြီးမဖြစ်အောင်ဆိုပြီးတော့နိုင်ငံပေါင်းချုပ်အသင်းကြီးကိုထူထောင်ခဲ့ကြပါတယ်ခင်ဗျာဒါပေမဲ့အဲ့ဒီအဖွဲ့ကြီးကနှစ်20လောက်ပဲဒီငြိမ်းချမ်းရေးကိုထိန်းသိမ်းလိုက်နိုင်ပါတယ်ဒီပထမကမ္ဘာစစ်ပြီးတဲ့အချိန်ပေါ့နော်1919ကနေပြီးတော့1939လောက်မှာဒုတိယကမ္ဘာစစ်ကြီးထပ်ဖြစ်ပါတယ်ခင်ဗျာပထမကမ္ဘာစစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီမဟာစစ်ပွဲလို့ခေါ်တဲ့အာကမ္ဘာစစ်ကြီးကို ပထမကဘာစစ်ဆိုပြီးနာမည်ပေးလိုက်တယ်အခုဒုတိယအကြိမ်ဖြစ်တဲ့စစ်ပွဲကြတော့ဒုတိယကဘာစစ်ဆိုပြီးတော့နာမည်ပေးလိုက်တာပါခင်ဗျာအဲ့လိုနဲ့ဒုတိယကဘာစစ်ဖြစ်ပြီးတဲ့အချိန်မှာပေါ့နော်ဒီကဘာငင်းငင်းကြီးကိုမထိန်သိမ်းနိုင်တဲ့နိုင်ငံပေါင်းချုပ်အတင်းကြီးကိုဖျက်သိမ်းပြီးတော့ဒီနိုင်ငံပေါင်းချုပ်အတင်းကြီးကပေါ့နော်အာသာချက်တွေယူအာနိုင်ချက်တွေပယ်ပြီးတော့ကုလသမဂ္ဂအဖွဲ့အစည်းကြီးကိုဒါထပ်ပြီးတော့ဖွဲ့စည်းလိုက်တာပါခင်ဗျာအခုလက်ရှိကုလသမဂ္ဂအဖွဲ့ကြီးပေါ့နော်ဒီ United Nation ကိုဖွဲ့စည်းခဲ့တာကတော့ဒီနှစ်ဆိုရင်တော့ဒါ20လောက်ရှိပါပြီခင်ဗျာ အရင်နိုင်ငံပေါင်းချုပ်အတင်းကကြတော့နှစ်20လောက်ပဲငင်းငင်းယူထိန်ထိန်လိုက်နိုင်ပါတယ်ကဘာစီထပ်ဖြစ်တယ်ပေါ့နော်အခုချိန်မှာတော့ဒီကုလသမဂ္ဂအဖွဲ့ကြီးကနှစ်60လောက်အထိကိုပေါ့နော်ငင်းငင်းယူထိန်ထိန်ထားနိုင်တယ်လို့ပြောလို့ရပါတယ်ခင်ဗျာအာတတိယကဘာစီတော့ဒါရိုက်ရုံဖြစ်သေးပေါ့နော်တွေဝိုက်ပြီးတော့တဆင်းငန်စစ်ပွဲတွေဖြစ်တယ်စစ်အေးစစ်ပွဲလိုမျိုးအခုဆိုလို့ရှိရင်လည်းပဲဒါယူကရိန်းမှာပေါ့နော်ဒါတဆင်းငန်စစ်ပွဲပုံစံမျိုးတွေဖြစ်နေပါတယ်ဒါပေမဲ့ဒါရိုက်ရုံမဖြစ်သေးဘူးပေါ့နော်ဘာပဲဖြစ်ဒါငင်းငင်းကြီးကိုနှစ်60လောက်ပေါ့နော်ထိန်ထိန်ထားနိုင်တယ်လို့ ြောလို့ရပါတယ်ခင်ဗျာဆိုတော့ပထမကမ္ဘာစစ်တုန်းကလူတွေကပေါ့နော်အလုံးစုံဒီစစ်သားရုပ်ပြီးသူရောပေါ့နော်ဆက်ကွန်တန်လောက်ပြီးပါတယ်ခင်ဗျာတော်တော်များတဲ့ပမာဏပါဒါပေမဲ့နောက်ဒုတိယအကြိမ်စစ်ပွဲထပ်ပြတဲ့အချိန်မှာကျတော့လူတန်း80ကျော်လောက်တေးပါတယ်ဒါစစ်သားရုပ်ပြီးသူရောပြီးသူအများစုပေါ့နော်တန်း80ကျော်လောက်တေးတာပါခင်ဗျာဆိုတော့နောက်တစ်ခါထပ်ပြီးစစ်ပွဲဖြစ်မယ်ဆိုရင်ဒီထက်အဆပေါင်းများမှာပါကမ္ဘာစစ်တွေက တခါဖြစ်ပြီးတိုင်းတခါဖြစ်ပြီးတိုင်းအစားတွေများလာပါတယ်အဲ့တော့နောက်ထပ်တစ်ချိန်ဖြစ်မယ်ဆိုရင်တေးကြပါလိထက်များပါပါအခုဆိုရင်ဒါနျူကလ িয়ার လက်နက်တွေအဖြတ်ဆုံးအားကြီးတဲ့လက်နက်တွေနဲ့ပေါ့နော်တိုက်ခိုက်ကြမှာဆိုလို့ရှိရင်ဒီအရင်ထက်ကိုအစားပေါင်းများစွာပြည့်စုံပါပါခက်မသိရင်ကဘာကြီးပါပြည့်စုံသွားနိုင်ပါတယ်ခင်ဗျာအဲ့ဒီအတွက်ကြောင့်မို့လို့ကဲနောက်ထပ်တစ်ချိန်ပေါ့နော်စစ်ပွဲတွေထပ်မဖြစ်အောင်ဆိုပြီးတော့ဒါကုလသမဂ္ဂအဖွဲ့ကြီးဒါ United Nation ပေါ့နော်အဲ့ဒါကိုဖွဲ့စည်းလိုက်တာပါခင်ဗျာ ူရဲ့အဓိကရည်ရွယ်ချက်ကတော့ဒီနိုင်ငံချင်းစုပြီးတော့ပေါ့နော်ကဘာစစ်ထမ်းမဖြစ်အောင်ဆိုလို့ရှိရင်အရင်တုန်းကနိုင်ငံပေါင်းချုပ်အတင်းကြီးစီကပေါ့နော်အာဏာချက်တွေပဲအာသာချက်တွေယူပြီးတော့ဖွဲ့စည်းထားတာပါခင်ဗျာအဲ့တော့ဒီဖွဲ့နှစ်ခုနိုင်စင်ရမယ်ဆိုလို့ရှိရင်နိုင်ငံပေါင်းချုပ်အသေးမှကြတော့ပေါ့နော်အရင်တုန်းကဆိုတာအမေရိကန်တို့ရုရှားတို့လိုမျိုးအဲ့ချိန်တုန်းကတော့ဒါအမေရိကန်ကအရင်အခုလိုမျိုးထိတ်တန့်နိုင်ငံတော့မဟုတ်သေးဘူးပေါ့နော်ငြိမ်းချမ်းနိုင်ငံတွေပါပဲဒါပေမဲ့မပါပါဘူးခင်ဗျာပြီးလို့ရှိရင်1930ကျော်မှာပေါ့နော်ဂျပန်ကနေပြီးတော့မန်ချူရီးယားကို တင်ပိုက်ပါတယ်အဲ့ဒီအချိန်မှာလည်းပဲဒီနိုင်ငံပေါင်းချုပ်အတင်းကြီးမတိုင်းသိနိုင်ပါဘူးအခုခင်းနေကြည့်မယ်ဆိုရင်ဒါရုရှားယူကရိန်းကိုကျူးကျော်တဲ့ပုံစံမျိုးပဲပေါ့နော်နောက်ထပ်တစ်ခုကကြတော့ပေါ့နော်ဒီမိုဆိုလီနီကနေပြီးတော့အာဖရိကနိုင်ငံတွေကျူးကျော်ပါတယ်အဲ့ဒါကိုလည်းပဲတိတိကျကျရပေါ့နော်အရေးယူမနိုင်ပါဘူးနောက်ထပ်အဆိုးဆုံးကတော့အဲ့ဒီခေတုံးကဂျပန်တို့ဂျာမနီတို့ဆိုတော့ကအင်အားကြီးနိုင်ငံပါခင်ဗျအဲ့လိုနိုင်ငံကြီးတွေကနောက်ပိုင်းမှာပေါ့နော်ဒီနိုင်ငံပေါင်းချုပ်အတင်းကြီးကနေနှုတ်ထွက်သွားပါတယ် အဲ့လိုနဲ့ဂျာမနီကနေပြီးတော့1939ခုနှစ်မှာပေါ့နော်ဒီတတိယကမ္ဘာစစ်ကြီးကိုစတင်လာတဲ့အချိန်မှာတော့ဒီအဖွဲ့အစည်းကြီးကဒါလုံးဝဒီစာရွက်ပေါ်ကအဖွဲ့အစည်းဖြစ်သွားတာပေါ့နော်အဲ့လိုနဲ့ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန်မှာတော့သူ့နေရာမှာပေါ့နော်ဒီကုလသမဂ္ဂအဖွဲ့အစည်းကိုတည်ထောင်လိုက်ပါတယ်ခင်ဗျာကုလသမဂ္ဂအဖွဲ့အစည်းမှာကျတော့ဒီနိုင်ငံပေါင်းချုပ်အသင်းကြီးလိုမျိုးဩဇာမရှိတဲ့အဖွဲ့အစည်းကြီးမဖြစ်အောင်ဆိုပြီးတော့ဒါကောင်းတာတွေယူမကောင်းတာတွေပယ်ပြီးတော့တည်တည်ကြာဖွဲ့စည်းလိုက်တာပါခင်ဗျာအခု ကုလသမဂ္ဂမှာကြတော့နိုင်ငံပေါင်းစုအသင်းကြီးနဲ့မတူတာပါဗောနော်သူမှာစစ်ရေးရပါဗောနော်လိုအပ်လို့ရှိရင်အကူအညီတောင်းနိုင်တဲ့စစ်တပ်ရှိပါတယ်ခင်ဗျာပြီးလို့ရှိရင်တရားဥပဒေရပါဗောနော်တိတိကျကျအရင်နိုင်ငံပေါင်းစုအသင်းကြီးနဲ့စာလို့ရှိရင်ဗောနော်အရေးယူနိုင်တဲ့အတိုင်းအတာတစ်ခုတည်းရှိပါတယ်ခင်ဗျာနောက်ထပ်ကုလသမဂ္ဂအဖွဲ့အစည်းကြီးကိုတည်တံ့အောင်လုပ်ပေးထားတာကတော့ဗီဒီယိုအာဏာပါခင်ဗျာအရင်နိုင်ငံပေါင်းစုအသင်းကြီးမှာတော့ဗီဒီယိုအာဏာမရှိပါဘူးဗီဒီယိုအာဏာနဲ့ပတ်သက်ပြီးတော့ဗောနော်စိုးတာရည်လည်းရှိသလိုကောင်းတာရည်လည်းရှိပါတယ်ခင်ဗျာ ဗီဒီယိုအနာနဲ့ပတ်သက်ပြောမယ်ဆိုလို့ရှိရင်ဗီဒီယိုအနာရှိနေလို့တချို့ကိစ္စတွေမှာပေါ့နော်မှန်မှန်ကန်မဆုံးဖြတ်နိုင်ပါဘူးအဲ့လိုပဲဗီဒီယိုအနာမရှိလို့ရှိရင်လည်းပဲဒီအဖွဲ့အစည်းကြီးတွေကထွက်သွားတာ၊ကွဲသွားတာမျိုးဒါမှမဟုတ်လို့ရှိရင်ဒီကမ္ဘာကုလသမဂ္ဂအဖွဲ့ချုပ်ကြီးကနေပြီးတော့ဒီမိုကရေစီနိုင်ငံတည်ထောင်အတွက်ပေါ့နော်အဖွဲ့ချုပ်ကြီးတခုပုံစံမျိုးဖြစ်သွားနိုင်ပါတယ်ခင်ဗျာဥပမာပြရမယ်ဆိုရင်အခုလက်ရှိမှာပေါ့နော်ရုရှားကယူကရိန်းကိုကျူးကျော်ပါတယ်ခင်ဗျာအဲ့ဒီမှာယူကရိန်းဘက်ကဝင်ကူတင်မကူတင်ပါတော့မင်းနဲ့ဆုံးဖြတ်မယ်ဆိုရင်တေချာပေါ့ယူကရိန်းကမင်းနိုင်မှာပါခင်ဗျာဒါပေမဲ့ ရုရှားဗီဒိုအနာရှိတဲ့အတွက်ပဲချလိုက်တဲ့အတွက်ကြောင့်မလို့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးကဝင်ကူလို့မရပါဘူးဒါရုရှားဆိုတဲ့အင်အားကြီးနိုင်ငံမှာဗီဒိုအနာကင်ထားလို့ပေါ့နော်တကယ်လို့မရပါဘူးနော်ရုရှားမှာလားဗီဒိုအနာမရှိဘူးဆိုလို့ရှိရင်ယူကရိန်းကမဲနိုင်မယ်မဲနိုင်လို့ရှိရင်ကမ္ဘာနိုင်ငံတွေပေါ့နော်ဒီကုလသမဂ္ဂနိုင်ငံတွေကစစ်ရေးရယူကရိန်းဝင်ကူညီမယ်အဲ့ဒီခါကျရင်ရုရှားတေချာပေါ့ဒီကုလသမဂ္ဂအဖွဲ့ကြီးနဲ့တိုက်ရမှာပါအဲ့ခါကျရင်အဲ့ဖွဲ့သူထွက်မှာပါ အဲ့လိုထွက်တဲ့ခါကျရင်တရုတ်ကလည်းနောက်ပိုင်းလိုက်ထွက်လာနိုင်ပါတယ်အဲ့လိုအဖွဲ့တွေကွဲသွားပြီးလို့ရှိရင်ဒီအဖွဲ့ချုပ်ကြီးကအာဒီမိုကရေစီနိုင်ငံတွေအတွက်တည်တံ့အဖွဲ့ကြီးဖြစ်သွားပြီးတော့ဒီကွန်မြူနတီနိုင်ငံတွေကလည်းပဲသူတို့အဖွဲ့တက်ပြန်ပြီးတော့တူဆောင်လာလာမယ်အဲ့ခါကျရင်အဖွဲ့အဖွဲ့ရင်ကျရင်ကဘာစီထပ်ဖြစ်သွားနိုင်ပါတယ်ခင်ဗျာဒါကဗီဒီယိုအာနာရှိလို့ထိန်းထားနိုင်တဲ့အချက်ပေါ့နော်အမှန်တရားကိုဆုံးဖြတ်နိုင်တယ်မဆုံးဖြတ်နိုင်ဘူးဆိုတာတက် ကဘာစစ်ကြီးမဖြစ်အောင်ဒါအဓိကဦးစားပေးနေရတဲ့ကာလလို့ပြောလို့ရပါတယ်ခင်ဗျာဆိုတော့အခုလိုမျိုးကုလသမဂ္ဂအဖွဲ့ကြီးမှာပါနော်တီထောင်မိကစားပါနော်ယာယီတွင်းမှုချုပ်ပထမအဆုံးထမ်းဆောင်တဲ့သူကတော့အင်္ဂလန်နိုင်ငံပါခင်ဗျာသူကလေးလားလောက်ပဲတာဝန်ထမ်းဆောင်ပြီးတော့နောက်တက်လာမယ်နော်ဝေးနိုင်ငံသားကိုအာဏာလွှဲပြောင်းပေးလိုက်ပါတယ်ခင်ဗျာအလိုနဲ့တရားဝင်ပါနော်ပထမအဆုံးတက်လာတဲ့သူကကြတော့နော်ဝေးနိုင်ငံသားပါခင်ဗျာ 3V လို့ခေါ်ပါတယ် သူကကျတော့1946ခုနှစ်ပြီးတော့52ခုနှစ်ထိတောင်ဝန်ထမ်းဆောင်ခဲ့ပါတယ်ခင်ဗျာ6နှစ်နဲ့10လောက်ပေါ့နော်ဒူရီယာတက်တန်မှာကိုရီးယားရေးနဲ့ပတ်သက်ပြီးတော့ဒါရုရှားနဲ့ပေါ့နော်အဆင်မပြေဖြစ်ပြီးတော့အချိန်တော့ဆိုဗီယက်ပေါ့နော်အဲဆိုဗီယက်နဲ့အဆင်မပြေဖြစ်ပြီးတော့ရာဇူကနေနှုတ်ထွက်သွားပါတယ်ခင်ဗျာနောက်ထပ်တစ်ယောက်ကကျတော့ဟမ်မာဆိုပါခင်ဗျာသူကကျတော့ဆွေဒင်နိုင်ငံသားပါ1953ခုနှစ်ပြီးတော့62ခုနှစ်ထိပေါ့နော်10နှစ်နဲ့10လောက် တာဝန်ထမ်းဆောင်ပြီးမှကိုကိုငင်းငင်းမရှင်အတွက်ဒါလေရင်နဲ့သွားရင်းနဲ့လမ်းမှာပေါ့နော်လေရင်ပြကြပြီးတော့ကွင်လွန်သွားပါတယ်ခင်ဗျာဒါအခုခေတ်ဆိုရင်တော့ဒါဇမ်ဘီယာနိုင်ငံပေါ့နော်အဲ့ဒီနေရာလောက်မှကြာပါတယ်အဲ့လိုနဲ့ဟမ်မာဆိုတာရုတ်တရက်လေရင်ပြကြပြီးတော့ တည်သွားပြီလေဆိုရောနောက်ထပ်တရပေါ့နော်ရွေးချယ်ကိုစဉ်းစားရပါတယ်ခင်ဗျအဲ့မှာပြဿနာတစ်ခုတက်နေတာကဆိုဖီးယားနိုင်ငံကြတော့အခုအတွင်းမှုချုပ်တွေရပါတော့ဒီမိုကရေစီနိုင်ငံသားတွေကြီးပဲဖြစ်နေတယ်အဲအကြောင်းမလို့တိတ်ပြီးတော့သူနဲ့အဆင်မပြေပါဘူးခင်ဗျအဲ့ချိန်မှာဆိုဖီးယားကဘယ်လိုစဉ်းစားလဲဆိုတော့ဒီအရင်ရှင်းနိုင်ငံတွေကဥရတမကတွင်းမှုချုပ်တရောက်ရှိမယ်ပြီးလို့ရှိရင် ကွန်မြူနီနိုင်ငံတွေကပေါ့နော်ကုလသမဂ္ဂတွင်းမှုချုပ်တယောက်တင်မယ်ပြီးရင်ဂျာနီနိုင်ငံတွေကကုလသမဂ္ဂတွင်းမှုချုပ်တယောက်တင်မယ်အဲဒီခါကျလို့ရှိရင်ကွန်မြူနီနိုင်ငံတွေရဲ့အရေးနဲ့ပတ်သက်ရင်ဒီကွန်မြူနီခေါင်းဆောင်ပေါ့နော်ကုလသမဂ္ဂတွင်းမှုချုပ်အဆုံးဖြတ်အဲ့လိုပဲဒီမိုကရေစီနိုင်ငံတွေနဲ့ပတ်သက်လို့ရှိရင်ဒီမိုကရေစီနိုင်ငံကတင်ထားတဲ့တွင်းမှုချုပ်အဆုံးဖြတ်ပေါ့နော်ဂျာနီနိုင်ငံနဲ့ပတ်သက်ရင်အဲ့လိုပဲဂျာနီနိုင်ငံကတွင်းမှုချုပ်ကအဆုံးဖြတ်ဆိုပြီးတော့သူကအဲ့လိုမျိုး၃ယောက်တင်မယ်အစီအစဉ်လုပ်ချင်းပါလားတကယ်တကယ်ကျတော့ အဲ့လိုမျိုးလုံးမယ်ဆိုပို့ပြီးတော့ပြဿနာတွေကရှုပ်ထွေသွားမှာပါအခုလက်ရှိတယောက်တွေဆုံးဖြတ်တာမှာပေါ့နော်တတိုလေးတိုင်ပန်းနေတာပါအဲ့လိုသုံးယောက်ဆုံးဖြတ်မယ်ဆိုရင်ဘိုးမှာပေါ့နော်ကွန်မြူနီနိုင်ငံတွေနဲ့ဒီမိုကရေစီနိုင်ငံတွေနဲ့ပြဿနာတက်ပြီးဆိုရင်အဲ့ဒီနိုင်ငံကခေါင်းဆောင်တွေကနေပြီးတော့ဆုံးဖြတ်ရတော့မယ်အဲ့လိုပဲ तू ကလည်း तू မှန်ငါကလည်းငါမှန်နေလောက်ကြမှာပါအဲ့ဒီခါကျရင်ပြဿနာပို့ပြီးဆိုးသွားနိုင်ပါတယ်ခင်ဗျာ ဒီအခုတရတော့မှဒုက္ခရအောင်လေခေါင်းဆောင်၃ယောက်ဆိုရင်တော့ဘယ်လိုမှဆေးဆက်လို့ရမှာမဟုတ်ဖြစ်သွားနိုင်ပါလားခင်ဗျာအမှဆိုဗီယက်နိုင်ငံလည်းပဲ၃ယောက်သူတင်ချင်းတယ်ဒီဘက်ကပေါ့နော်အရင်ရှင်းနိုင်ငံပေါ့နော်ဒီမိုကရေစီနိုင်ငံတွေကလည်းပဲကုလသမဂ္ဂရဲ့ဖွဲ့စည်းပုံမှာတယောက်ပဲဒီတိုင်းပဲငါတို့သွားချင်းအဲ့လိုနဲ့အငင်းခုံတွေဖြစ်နေကြတဲ့အချိန်မှာယာယီပေါ့နော်ဒွေမှုကျော်တယောက်အစားထိုးဖို့လိုအပ်လာပါတယ်အမှဒီဒီမိုကရေစီနိုင်ငံတွေကကြံပြူတာပေါ့နော်ဟုတ်ပြီမင်းကလည်း၃ယောက်တင်မယ်ငါတို့ကလည်း၁ယောက်တင်မယ်လောလောဆယ်မှာငါတို့ကညင်းနေကြတယ်ဘယ်သူမှအနိုင်မရသေးဘူးအမှရှိုးရဲ့တက်တန်လည်းမကုန်သေးဘူး तू က၈နှစ်နဲ့6 6လပေါ့နော်အဲ့ဒါပဲတန်ဝန်ထမ်းဆောင်ရသေးတယ်အဲ့တော့သူတက်တန်းကြံနေသေးတယ်အချောင်သူတက်တန်းမှာယာယီပေါ့နော်တယောက်ငါတို့အစားထိုးပြီးခံတာမယ်နောက်မှသဘောတူညီမှုရလို့ရှိရင်ပေါ့နော်တယောက်ပဲတင်းတင်းသုံးယောက်ပဲတင်းတင်းငါတို့လုံးအခုလောလောဆယ်အတွင်းမှုချုပ်မရှိနေတော့ကြောင့်မလို့ယာယီတယောက်တော့တင်းမှုလွတ်လာပြီဆိုပြီးတော့အတွင်းမှုချုပ်တယောက်လိုက်ရှာပါတယ်ခင်ဗျာအဲ့မှာလည်းပဲဒီဆိုဗီယက်နဲ့အမေရိကန်အားပြတ်မှုကအများကြီးရှိတာပါ အမေရိကန်နဲ့အဆင်ပြေတဲ့နိုင်ငံကကုလသမဂ္ဂအတွင်းမှုချုပ်လုပ်ဖို့စီရင်တက်လာတယ်ဆိုလို့ရှိရင်ဆိုဗီယက်နိုင်ငံကဗီဒိုဟာနာနဲ့ပေချပါပါတယ်အဲ့လိုပဲဆိုဗီယက်နိုင်ငံတွေနဲ့အဆင်ပြေတဲ့နိုင်ငံကပေါ့နော်ကုလသမဂ္ဂအတွင်းမှုချုပ်လုပ်ဖို့အစိုးတင်လာပြီဆိုရင်လည်းပဲအဲ့ဒီလူကိုအရင်ရှင်းနိုင်ငံတွေကဗီဒိုဟာနာသုံးပြီးတော့ပေချပါတယ်ခင်ဗျာအဲ့ခါကျောင်းဘယ်သူမှယူလို့မရပါဘူးအဲ့တော့ကဲကွန်မြူနတီနိုင်ငံတွေကလည်းမယူနဲ့ဒီမိုကရေစီနိုင်ငံတွေကလည်းမယူနဲ့ငါတို့ဂျာနီနိုင်ငံတယောက်လိုက်ရှာမယ်ကွာဆိုပြီးတော့ဒီဂျာနီနိုင်ငံလူတယောက်လိုက်ရှာပါတယ်ခင်ဗျာ မှအချိန်ကြာနေနိုင်ငံအများကြီးရှိတာပေါ့နော်အဲ့ဒီထဲမှာမြန်မာနိုင်ငံကဥတန်းအောင်တွေ့ပါတယ်အဲ့ဒီချိန်မှာဥတန်းကြတော့ဒီအာရှအာဖရိကပေါ့နော်ရံမုံငွေတိုးပွားရေးအဖွဲ့ရဲ့ဥက္ကဋ္ဌပါခင်ဗျဥတန်းကြတော့ စကားနေပါတယ်သူပြောလိုက်လို့ရှိရင်လည်းပဲတတိယရောက်ပြောတယ်စကားနေနေပဲပြောရတယ်ခင်ဗျာပြီးရင်သူကမြန်မာနိုင်ငံမှာတည်းကဒီတည်င်းစဝါသနာပါတယ်စာဖတ်တယ်ပြီးနိုင်ငံကြီးအလောက်ကတမှာလည်းပေါ့နော်တော်တော်လေးကျင်းလင်းလာတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံတကာမှာလည်းပဲတော်တော်လေးမျက်နှာပွင့်ပါတယ်ခင်ဗျာဒီရာယူတွင်မှုရုပ်ဖြစ်ပေါ့နော်ဦးတန့်ကိုဒါရွေးချယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ခင်ဗျာအဲ့မှကျွန်တော်တခုပြောချင်တာကနိုင်ငံရဲ့ပုံရိပ်ပါ အခုမြန်မာနိုင်ငံပေါ့နော်လွတ်လပ်ရပြီးတဲ့နောက်ပိုင်းကနေစပြီးတော့အခုချိန်ထိပေါ့နော်ဘုံလူလက်ထက်မှာနိုင်ငံသားကြီးရအောင်အမြင်ဆုံးကာလလို့ပြောလို့ရပါတယ်ဒေတာတွေမှာဆိုရင်လည်းပဲဒါတော်တော်လေးဒါနိုင်ငံသားကြီးရနဲ့ပတ်သက်ပြီးတော့တော်တော်လေးအောင်မြင်တယ်မြန်မာနိုင်ငံတော်တော်လေးမျက်နှာပွင့်နေလို့ပြောလို့ရပါတယ်အဲ့ဒီခေတ်ကမြန်မာနိုင်ငံရဲ့ပုံရိပ်ကလည်းလှတယ်ဥတန်လည်းပေါ့နော်တော်တဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဥတန်ကိုကုလသမဂ္ဂယာယီအတွင်းမှုကျုပ်လုပ်ဖို့အတွက်ရွေးချယ်လိုက်ကြပါတယ်ခင်ဗျာဒီမှာပေါ့နော်ဘာကြောင့်ကျွန်တော်နိုင်ငံကြီးကိုထည့်ပြောရလဲဆိုတော့အဲ့ဒီနိုင်ငံသားတယောက်အဲ့ဒီနိုင်ငံရဲ့ပုံရိပ်ပေါ့အများကြီးဆိုင်ပါတယ်ခင်ဗျာ တကယ်လို့အခုချိန်မှာပေါ့နော်ဦးတန်းထက်ပေါ့နော်ဆယ်စားဒါမှမဟုတ်ရင်အစား၁၀၀လောက်တော်တဲ့လူတွေကဦးတမကောက်ပို့လိုက်ပါအဲ့ဒီလူကတေချာပေါ့ကုလသမဂ္ဂအတွင်မှုချုပ်မဖြစ်နိုင်ပါဘူးဘာဖြစ်လို့ဆိုတော့အခုလက်ရှိမြန်မာနိုင်ငံရဲ့ပုံရိပ်ကအရင်တော့ကမြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့မတူပါဘူးခင်ဗျာဆိုတော့ဒီနေ့ပြည်ပြည်မှာအဓိကပြောချင်တာကတော့ဦးတန်းဘယ်လိုလုပ်ရလဲပေါ့နော်ကုလသမဂ္ဂအတွင်မှုချုပ်ဖြစ်လာတာလဲဆိုတာကိုပြောပြချင်တာပါခင်ဗျာဆိုတော့ဦးတန်းကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ဦးတန်းကို AR တိုင်း ဒီဘန်ဒနုံမျိုးနဲ့ပါဗောနော်ဒေါ်နန်းတောင်ဥဖိုးနှစ်တို့ကနေပြီးတော့1900ခုနှစ်တလပိုင်း20နှစ်ရနေမှာမွေးပါတယ်ခင်ဗျာ1900ဆိုတော့ဘူကျော်အောင်ဆန်1955ဆိုတော့ဘူကျော်အောင်ဆန်တက်ကိုတာ6နှစ်လောက်ကြီးတာဗောနော်1900ခုနှစ်ဆိုတော့ပြီးရင်တလပိုင်း20နှစ်ရနေမှာမွေးပါတယ်ခင်ဗျာသူကမွေးခြင်း၄ရောက်တည်းမှာဗောနော်ပထမဦးဆုံးသားဦးဖြစ်ပါတယ်ဥဖိုးနှစ်ဒေါ်နန်းတောင်တော့လည်းသူ့အင်မတန်မှချစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်အသက်2နှစ်အရွယ်ထိသူ့ကိုနာမည်မပေးရသေးပါဘူးအဲ့မှာ ဥပုနဲ့အကြောင်းနည်းနည်းပြောရမယ်ဆိုလို့ရှိရင်တော့ဥပုနဲ့ဆိုတာကကလကတ္တာထိသွားပြီးတော့ဗောနော်ပညာသင်ယူခဲ့တဲ့သူပါခင်ဗျာဒိန်းစာလုပ်ငန်းတွေမှာလည်းဘုခိဆိုရင်တော့ဒါခြေရဗောနော်ခြေရတဲ့ပါးကြီးထည့်ထားတဲ့လူပါခင်ဗျာအကြောင်းမူတော့သတင်းစာအမြဲတမ်းဖတ်ပါတယ်အဲ့ဒီဥတန့်ကိုမွေးပြီးတော့ဗောနော်နည်းနည်းလောက်ကြတဲ့အချိန်မှာဒီစကိုင်းမြင့်မှုဘက်မှာမင်းလောင်းပေါ်ပြီးမောင်တန်းလို့ခေါ်တဲ့ဆိုတဲ့တည်င်းကတကယ့်တည်င်းစာခေါင်းကြီးပိုင်းမှာပါလာတာပါခင်ဗျာအဲ့တော့အဲ့တည်င်းကိုဒါဥဖုန်းနေကလည်း အများတန်းဖတ်နေပါတယ်အဲ့လိုနဲ့တနေ့ကျတော့အင်္ဂလိပ်အစိုးရနေပြီးတော့ဗောနော်ဒွန်လိုင်းသမားမောင်တန်ဗောနော်ဖမ်းမိပြီးတော့ဒေသံပေးလိုက်ပါတယ်ခင်ဗျာတနေ့ငယ်လောကလည်းပဲဒါဒွန်လိုင်းသမားဆိုရင်ချစ်ကြတာဗောနော်ဒီသူ့ရဲ့သားလည်းပဲတောက်ကြတာဖြစ်တယ်အဲ့တော့ခုအစိုးရကနေပြီးတော့ဒေသံပေးလိုက်တဲ့ဒွန်လိုင်းသမားမောင်တန်ဗောနော်သူကနေပြီးတော့ဒေါ်ကြပြီးတော့သူ့သားကလည်းတောက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့နင်းနေနဲ့လက်ကြရဗောနော်အဲ့ကြောင့်မလို့သူ့ရဲ့သားလေးကိုသူကနေပြီးတော့မောင်တန်ဆိုပြီးတော့နောက်မှမှဲ့ခေါ်လိုက်ပါတယ်ခင်ဗျာအဲ့တော့ဦးတန်ကြောင့်ဖတ်နေနေဗောနော်အခုချိန်မှာ မတိသေးဘူးဆိုပေမဲ့နောက်ပိုင်းမှာမောင်တန့်နေအများကြီးပေါထွက်လာနိုင်ပါတယ်ခင်ဗျာအလိုနဲ့မောင်တန့်လေးကြောင်းနေတဲ့အကျွေရောက်တဲ့အချိန်မှာကြောင်းတက်တဲ့အချိန်မှာပေါ့နော်ကြောင်းဆရာကနေပြီးတော့အဲ့ဒီခေကြောင်းဆရာတွေကဒီဘုံကြီးကြောင်းကနေလာတာများတဲ့အတွက်ကြောင့်မလို့ပေါ့နော်သူတို့ကဘေးဒီနေပါလေစိတ်ဝင်စားလေးရှိပါတယ်အဲ့ဒါမလို့ကလေးတွေပါလေလာလို့ဆိုရင်ဇာတာပါလေကောက်စစ်တက်တာပေါ့နော်အဲ့မှာဦးတန့်လည်းပဲကြောင်းဆရာကနေပြီးတော့ဇာတာကောက်စစ်ပါတယ်ခင်ဗျာ မဇာရာစေတဲ့ချိန်မှာဒီဒေါ်နန်းတောင်ပေါ့နော်ဟာခမရသားကတနည်းကျလို့ရှိရင်ပညာဉာဏ်ရည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကဘာကြောင်ပဲပုံကိုပဲအဲဒါကြောင့်မို့ခမရသားကိုခမရတေချာဂယူဆိုင်ပါဆိုပြီးတော့ကျောင်းဆရာနေပြီးတော့နော်ဒေါ်နန်းတောင်မှားလိုက်ပါတယ်ခမရကျွန်တော်ဒါကိုပြောနေတာကျွန်တော်ဘေးရင်ယုံတဲ့လူတရားမဟုတ်ပါဘူးဘေးရင်ယုံတဲ့လူစော်ကားတာမဟုတ်ဘူးနော်ကျွန်တော်ကိုယ်တိုင်မယုံတာပါခမရဒါပေမဲ့ဘေးရင်ကိုမယုံဘူးဆိုပေမဲ့ဘေးရင်ဆရာရဲ့စကားမှာစွမ်းအားရရှိတယ်ဆိုတော့ ကျွန်တော်ယုံပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တခါပါเนาะအဲကျွန်တော်ကြားဘူးလားဒီတစ်ခုပြောပြရမယ်ဆိုလို့ရှိရင်ဗီတိရှာမှာပေါ့เนาะဒီလူငယ်လေးတစ်ယောက်ကကုံစုံဆိုင်တစ်ခုမှာပေါ့เนาะကျွန်တော်ဆိုရင်တော့အခုခေတ်ဆိုရင်တော့တွန်းလေးတွေနေရာပြန်စီတဲ့ချင်းလေးတွေနေရာပြန်ကောက်ထဲတဲ့အဲ့လိုအလုပ်တွေလုပ်ရင်းနဲ့အဲ့ဒီကုံစုံဆိုင်ကနေပြီးတော့သူ့ထားမော့ဖို့ပေးဖို့လေးပေးတယ်ပြီးရင်အထက်ခိုးလေးတစ်ခုမှာပေးနေထားတာပေါ့เนาะအဲ့လိုနေရာတဲ့ကောင်လေးပါတနေ့ကျတော့အဲ့ဆိုင်သားမှာပေါ့နော်ဘီရင်ဆရာတယောက်တွေ့ပါတယ်သူတို့နိုင်ငံဘီရင်ဆရာကျတော့ကျွန်တော်တို့လက်ဝါးတွေပါကြီးတာတော့မဟုတ်ဘူးသူတို့ကျတော့ဒီခေါင်းဆန်းတာပါမင်းခေါင်းတော့ ဘာဖြစ်မဲ့ကောင်းညာဖြစ်မဲ့ကောင်းဆိုပြီးတော့ဒါခေါင်းကိုင်ပြီးတော့ဘီရင်ဟောတာပေါ့နော်နာကက်ကိုဟောတာပေါ့အဲ့ဒီကောင်းလေးကတနေ့ကျတော့သူ့အနာကက်ကိုသူသိချင်းလာတယ်ငါဒီတိုင်းမဲ့နေနေငါတနေ့ကျရင်ဘာဖြစ်မှလည်းမသိဘူးဆိုပြီးတော့သူ့အနာကက်ကိုသူသိချင်းလို့ဆိုပြီးတော့အဲ့ဒီဘီရင်ဆရာကြီးတွားပြီးတော့ဘီရင်တွတ်တာပေါ့နော်အဲ့လိုလေဘီရင်တွတ်ရောသူ့ခေါင်းကိုကိုင်ပြီးတော့ဟာမင်းစာရီဘာရီဖတ်လာပေါ့နော်ဘာလို့လဲပေါ့ကျွန်တော်စာရီဘာရီတိတ်မဖတ်ဘူးပေါ့နော်အဲ့ဒီကောင်းလေးကပြန်ပြောသွားတယ်ခင်ဗျအဲ့မှာသူကနေပြီးတော့အေးမင်းစာဖတ်လို့ရှိရင်မင်းစောက်ကောင်းကောင်းနေဖတ် မင်းကောင်းကတာမန်ကောင်းမဟုတ်ဘူးနော်တကယ်ညံကောင်းမင်းကောင်းအဲ့လိုမင်းအမိုက်တွေရှောင်မထဲနဲ့မင်းကောင်းပါမင်းစာဖတ်မယ်ဆိုစောက်ကောင်းနေဖတ်ဆူပြီးတော့ဘင်းဆရာဒီတိုင်းမှာဟောလိုက်တာပါအဲ့ကလေးရဲ့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့ခန်းကောင်းတာမန်ကောင်းမဟုတ်ဘူးငါစောက်ကောင်းနေဖတ်မှဆိုပြီးတော့ သူစာကြည့်တတ်လို့သွားတယ်စာအုပ်တွေပါတယ်တန်ငါပါတယ်ခင်ဗျာအရင်တော့ကသူကအဲ့လိုမစာဖတ်တဲ့လူမဟုတ်ပါဘူးတခုရှိတာပေါ့နော်သူတို့နိုင်ငံစာကြည့်တတ်ရေးကြတော့ဒီစာကြည့်တတ်မှုတွေရှိပါတယ်အဲ့ဒီစာကြည့်တတ်မှုတွေကဒီကလေးတယောက်ပေါ့နော်စာအုပ်တော့ပြဖတ်လာတယ်ပြဖတ်ပြီးလို့ရှိရင်ဒီကလေးဒီစာအုပ်ဘယ်လောက်နားလဲလဲဆိုတော့ပြန်မေးပါတယ်ခင်ဗျာအဲ့လိုမေးပြီးရင်အဲ့ဒီကလေးကဘယ်စာအုပ်နဲ့တင့်တုံလဲဆိုတော့ပေါ့နော်စာကြည့်တတ်မှုတွေအဲ့လိုကြွေးပေးလေးရှိပါတယ်ခင်ဗျာဒါသူတို့နိုင်ငံရဲ့ဒါတကယ်ကောင်းတဲ့အချက်ပေါ့နော်အဲ့လိုနဲ့တနည်းကြတော့အဲ့ကလေးကဗြိတိရှားနိုင်ငံရဲ့ပေါ့နော် ဘန်နာရေးဝင်ကြီးထင်ပါတယ်ဖြစ်လာပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီမှာပြောချင်တာဗီဒင်းเจ้าမဟုတ်ပါဘူးသူ့ကိုဗီဒင်းဆရာစာဖတ်ပါလို့ပြောလိုက်တဲ့အတွက်သူကဟာငါအတာမလူမဟုတ်စာလေးပါလေးဖတ်မှဆိုပြီးတော့စာအုပ်ဖတ်ရင်းနဲ့ဒီတကယ်သူ့ဘဝပေါ့နော်ဒီတိုးတက်ရတိုးတက်ကြောင်းတွေ့လာတဲ့လူလေးတယောက်လို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ပြောချင်တာဗီဒင်းဆရာအနာဂတ်ကိုကြုံမြင်တယ်မမြင်ဘူးဆိုတာကျွန်တော်နားမလည်ပါဘူးဒါပေမဲ့သိကြတာကတော့ဗီဒင်းဆရာရဲ့စကားစွမ်းအားရှိပါတယ်အဲ့လိုပဲအခုကိစ္စကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲចောင်းဆရာဆိုတာဒါလူတိုင်းကြည်ညိုလေးစားကြတဲ့ ပုံကူပါအလူတူတယောက်ကဒီကလေးကတာမန်ကလေးမဟုတ်ဘူးနော်တနေ့ကျရင်ညံကောင်းမယ်လို့ပြောလိုက်တာသူစိတ်ထဲမှာစွဲသွားမှာပါပဲကျွန်တော်ကဘာလို့ဒီအကြောင်းကိုပြောနေလဲဆိုတော့တချို့လူကြီးရှိတာပါနော်အကလေးတယောက်ကိုကြည့်ပြီဟာမင်းကလေးကတော့ကြီးလိုက်လွယ်မဲ့ကောင်မဟုတ်ဘူးဒီကောင်ကတော့မင်းမနေဘူးထိုက်ရမယ်အဲ့လိုပြောခံရတဲ့ကလေးနဲ့ဆိုင်လို့ရှိရင်အခုလိုမျိုးကဲမင်းသားညံကောင်းပါနော်တေချာထိန်ဆိုပြီးတော့ပြောခံရတဲ့ကလေးရဲ့ခံစားမှုချင်းတူမှမဟုတ်ပါဘူးဆိုတော့ဒါကတော့ဒါပါတော့မလားကျွန်တော်စကားလုံးတွေမှာစွမ်းအားရှိတယ်ကိုပန်ဝင်ချင်မှရှိတဲ့ကလေးတွေကိုလည်းပဲ အမြောက်လောင်းလေးဒီကောင်ရတော့ကြီးလိုက်မနေထိုင်ရမယ်လို့အဲ့လိုမျိုးပေါ့နော်သူ့အဖေကိုကြည့်ပြီးတော့ဒီကလေးလက်ဒီလူဝဲလာမှာပါကွာဆိုပြီးတော့ကလေးရဲ့ဒီခေါင်းလေးပေါ့နော်မဟုတ်တာလေရိုက်ထဲမဲ့စားခေါင်းသားလေးတွေပြောပြီးတော့ခေါင်းသားလေးတွေရိုက်ထဲစီချင်းလို့ကျွန်တော်ဒါလေးပြောပြတာပါခင်ဗျာနောက်ထပ်ပေါ့နော်ဒီဥတန့်ဖြစ်လာစီမဲ့အဓိကအကြောင်းရင်းတစ်ချက်ကြတော့သူ့အဖေဥဖို့နှင်းက စာရန်ဖတ်တာပါပြီးအင်္ဂလိပ်စာတွေဖတ်ပါတယ်ခင်ဗျအဲ့တော့မောင်တန်လေးရလည်းပဲသူ့အဖေစီကစာဖတ်တဲ့အချိန်နေကူးလာပါတယ်အခက်နေပြီးတော့စာတွေဖတ်တယ်ပြီးရင်သူ့ဖေကအင်္ဂလိပ်သတင်းစာတွေဖတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူကလည်းပဲအင်္ဂလိပ်သတင်းစာတွေကိုယ်တိုင်ဖတ်ချင်းလာတာပါအဲ့လိုနဲ့မောင်တန်ပေါ့နော်၁၂နှစ်လောက်ရောက်တဲ့အချိန်မှာအင်္ဂလိပ်သတင်းစာတွေဖတ်နေနိုင်ပါပြီခင်ဗျဒါသူ့ဖေရဲ့ဂျေဇုသူ့အဖေစီကကူးဆက်တယ်လို့ပြောလို့ရပါတယ်ခင်ဗျဒါကိုလည်းပဲကျွန်တော်ကဘာကြောင့်ပြောလဲဆိုတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်မိသားစုတွေထဲမှာလည်းပေါ့နော်မကြာခဏတွေ့ရပါတယ်ကိုယ်ကတော့တိတော့ကြည့်နေခလီကစာမဖတ်တဲ့ခါကျတော့ဖျောက်မင်းစာတစ်ဖက်ပါ냐អော်တတ်ပါတယ်ခင်ဗျာကိုကိုယ်တိုင်ကစာမဖတ်ပဲနဲ့ဖုံးကြည့်နေအစ်ကလေးကလည်းဖုံးကြည့်ချင်းမှာပဲခင်ဗျာတော့ခလီကိုကိုကစာဖတ်စီချင်းကိုကစာဖတ်ပြပါပါအဲ့လိုပဲအဲ့ဒီကိုရဲ့ခလီကိုရဲ့သားသမီးကိုပေါ့နော်စီလေးတောက်စီချင်းစီလေးတောက်ပြပါခင်ဗျာအရက်တောက်စီချင်းအရက်တောက်ပြပါအစ်ကလေးကရက်တောက်ဖို့စီလေးတောက်ဝင်လေးမှမဟုတ်တော့ပါဘူးခလီလေးဆိုတာမိဘတွေကိုပေါ့နော်အမြဲတမ်းအတူပြနေတာပါ မိဘတွေကစာဖတ်ရင်အစ်ကလေးလည်းစာဖတ်ခြင်းစိတ်ဖြစ်လာမှာပါမိဘတွေကဖုန်းကြည့်အစ်ကလေးလည်းဖုန်းကြည့်ခြင်းစိတ်ပဲဖြစ်မှာပါခင်ဗျာဆိုတော့ဒါလည်းပဲဒါဦးတန်းဖြစ်လာဖို့အတွက်အရေးကြီးဆုံးအချက်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဘာလို့ဆိုတော့ဒီကုရမ်ကသူ့ဖေးစီကနေပြီးတော့ဗောနစာဖတ်တဲ့အခြေအနေကူလာတယ်ပြီးတော့အဲ့ဒီစာဖတ်တဲ့အကျိုးကျေးဇူးကြောင့်ဒါတနေ့ကဘာခေါင်းဆောင်ကြီးဖြစ်လာတဲ့အချိန်မှာကဘာဘူဒ္ဓတရအများကြီးရှိတဲ့အတွက်ကဘာ လူပေါင်းစုံနဲ့စကားပြောတဲ့အချိန်မှာပေါ့နော်အများကြီးတုံးဝင်ပါပါခင်ဗျာဒါအဲ့လိုနဲ့သူအသက်၁၄နှစ်သားရောက်တဲ့အချိန်မှာတော့သူ့ဘဝရဲ့ကံစိုးစီတဲ့အကြောင်းတစ်ခုပေါ်လာပါတယ်အဲ့ဒါတော့ဦးတန်းရဲ့အဖေပေါ့နော်ဦးဖို့နဲ့ဆုံးသွားပါတယ်ခင်ဗျာအဲ့လိုဆုံးသွားပြီးတော့ဒီသူ့အမေမဟုတ်စုမှာတော့ပေါ့နော်သူ့အကြောင်းဆက်ထားပါတယ်ခင်ဗျာအဲ့သူ့အဖေဆုံးပြီးတော့သူ့အကြောင်းဆက်တက်တယ်ဒါပေမဲ့1928ခုနှစ်မှာတော့သူကနေပြီးတော့ဒီအုပ်ဝဇာနဲ့အောင်ပြီးတော့ရန်ကုန်တက္ကသိုလ်ပေါ့နော်ဆက်မတက်ပဲနဲ့ ကြောင်းထွက်လိုက်ပါတယ်ကြောင်းထွက်ပြီးတော့ဒီဘန်ထနုံမျိုးနယ်ရဲ့ဒီအထက်တန်းပြကြောင်းဆရာအဖြစ်ပေါ့နော်တာဝန်ယူလောက်ကင်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့သူ့မေယာမဟုတ်ဆိုမှအဖေမရှိတော့ပါဘူးပြီးရင်နောက်တက်လာတဲ့ညီရလည်းပဲဇေတန်းအောင်နောက်နေ့ဆိုရင်ဒါကိုလည်းတက်ရတော့မယ်ပြီးနောက်ထပ်တက်လာတဲ့သူ့မောင်နှမတွေကလည်းတဖြည်းဖြည်းနဲ့အတန်းကြီးလာကိုလည်းတက်လာမယ်ဆိုလို့ရှိရင်ဒါသူ့မေမဟုတ်ဆိုမကြီးကကိုလည်းကြောင်းသားတွေကို etiquette အခါကြောင်းထားရတယ်ဆိုတော့အစံတတော်ကုန်တာပါခင်ဗျာအဲ့တော့သူ့အမေကိုနေပြီးတော့ဗောနော်သူကနေပြီးတော့ဒါတက်ကရိုဆမတက်ပဲနဲ့ကြောင်းထွက်တယ်ကြောင်းထွက်ပြီးတော့ဘန်ဒစ်နော်အမျိုးသားထက်တန်ကြောင်းပါဗောနော် ထက်တန်ပြဆရာအဖြစ်တာဝန်ယူလောက်ကင်ပါလားခင်ဗျအဲ့လိုမျိုးပေါ့နော်ဦးတန်းကဒီအထက်တန်ပြဆရာအဖြစ်တာဝန်ယူလောက်ကင်တဲ့အချိန်မှာအသက်16နှစ်ပဲရှိပါသေးတယ်ခင်ဗျအဲ့လိုနဲ့အဲ့ကြောင့်မအလုပ်လုပ်ရင်းနဲ့ကျောင်းရာထူးအတွက်ဒါလစ်လက်သွားတဲ့ခါကျတော့ဦးတန်းနေပြီးတော့သူ့တငယ်ချင်းဒီကျောင်းမှဆုံခဲ့တဲ့သူ့ရဲ့တငယ်ချင်းဦးနှုပေါ့နော်ဇာကြီးအကြောင်းကြားပြီးတော့ခေါ်လိုက်ပါရယ်ခင်ဗျအဲ့လိုနဲ့ဦးနှုကရောက်လာပြီးတဲ့အချိန်မှာဒီလစ်လက်သွားတဲ့ကျောင်းဝန်းနေရာမှာပေါ့နော်ဦးနှုကပေါ့နော်ဒီဘန်ဒနုံမျိုးနဲ့အမျိုးသားအထက်တန်ကျောင်းရဲ့ကျောင်းရာထူးနဲ့လောလောပါရယ်ခင်ဗျ အဲ့ဒီချိန်ကတော့သူ့ဘွားမှာအပျော်ဆုံးမှာပဲဘာဖြစ်လို့လဲဆိုတော့ဦးနုကလည်းအေးချိန်ရမှာနော်စာရီပါတယ်ရေးတယ်သူကလည်းပဲဒီစာရီပါတယ်ရေးနေတဲ့လူပါအဲ့တော့ဝါသနာတူတဲ့တငယ်ချင်းနှစ်ယောက်အတူတူလှုပ်လှုပ်ရတာအတူတူနေထိုင်ရတာတော်တော်လေးပျော်ဖို့ကောင်းမှာပါသူတို့ကလည်းပဲတကယ်ပျော်ခဲ့တယ်ပေါ့နော်။အကြောင်းတာဝန်ချင်းပြီးသွားပြီဆိုလို့ရှိရင်သူတို့တငယ်ရင်းနှစ်ယောက်ပေါ့နော်။ဒီလမ်းလေးရှောက်ရင်စာအကြောင်းပေးအကြောင်းလေးတွေပြောစဉ်းစားကြည့်ုံနဲ့တင်တော်လေးပျော်ဖို့ကောင်းနေပါပြီခင်ဗျာ။အဲ့လိုမျိုးပျော်တဲ့အချိန်ကပေါ့နော်။တိတ်မကြလိုက်ပါဘူး။ဘာလို့လဲဆိုတော့ဦးနုက ဒီပန်းတွန်းတွန်သူပေါ့နော်ဒုံမြကြီးကိုခိုးပြေးပါတယ်ခင်ဗျာအဲ့လိုခိုးပြေးပြီးတော့ကြောင်းမလာတော့ဘူးပေါ့နော်အခါကျတော့ဦးတန်းကနေပြီးတော့ဒါကြောင်းရာလူရောအထက်တန်းပြရာလူရောဒီနှစ်ခုလုံးပေါ့နော်ဘူးတွဲတာဝန်ယူလောက်ခံရပါတယ်အဲ့မှာသူ့တက်က22နှစ်ပဲရှိပါသေးတယ်ကြောင်းရာလူလုံးနေတဲ့အချိန်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဗာသတိထားမိလဲဆိုတော့အတိတ်အတိတ်ခါပေါ့နော်နိုင်ငံကြီးလောကထဲမှာလူငယ်တော်တော်များပါပါတယ်ခင်ဗျာလူငယ်တွေကလည်းတကယ်အရေးချင်းရှိကြပါတယ်ပြီးရင် အဲ့ဒီချက်လူကြီးတွေကလည်းပေါ့နော်လူငယ်တွေကိုနေရာပေးပါတာဟာမင်းတို့ကလည်းချာတိတ်တွေပဲငယ်သေးတယ်ကွာတွေးကြုံမရှိသေးဘူးနောက်မှနေပညာသင်ဆိုပြီးအဲ့လိုမလုပ်ပါဘူးလူငယ်တွေကိုမြေတောင်မြောက်ပေးတယ်လို့ကျွန်တော်မြင်ပါတယ်ပြီးလူငယ်တွေကလည်းတော်တယ်ပေါ့နော်မြေတောင်မြောက်ပေးထိုင်လောက်တော်ကြပါတယ်ခင်ဗျာအဲ့ဒါကြောင့်မလို့ပဲအဲ့ဒီခေတ်ကဒါလူငယ်တွေဥဆောင်ခဲ့တဲ့ပညာရေးနိုင်ငံရေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော်တော်လေးပေါ့နော်တောက်ပါခဲ့တယ်လို့ပြောလို့ရပါတယ်ခင်ဗျာကျွန်တော်သုံးသပ်မိတာပေါ့နော်အဲ့လိုနဲ့1935ခုနှစ်သူ့အသက်26ပါပေါ့နော်ဒီမတ်သိန်းတင်ဆိုတဲ့မျိုးသမီးတစ်ယောက်နဲ့လက်ထပ်ပါတယ်ခင်ဗျာ အမှပြောစရာလေးတခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့မတ်သိန်းတင်ဟာသူ့ထက်အသက်ကြီးနေတာပါအခုခင်မာဒါမျိုးသမီးကဒီယောက်ျားလေးတဲ့အသက်ကြီးတယ်ဘာပြဿနာမှရှိပါဘူးအဲ့ဒီခင်မာပါနော်မျိုးသမီးကယောက်ျားလေးတဲ့အသက်ကြီးတယ်ဆိုရင်လူကြီးတဲ့တိုက်တဘောမကြပါဘူးအခုခင်ဗျားလည်းတချို့လူကြီးတွေအဲ့လိုအမြင်ရှိတဲ့လူတွေရှိတာပေါ့နော်အဲ့လိုပဲဦးတန်းရဲ့အမေကအဲ့လိုမျိုးပဲပေါ့နော်သဘောမကျပါဘူးတနေ့ကျတော့သူမိမမယူခင်ဗျားအရင်တော့ကပေါ့နော်သူညဥခန်းနေပြီးတော့မတ်စောရင်ထင်ပါလားအဲ့ဒီမျိုးသမီးတရားပေါ့နော်သူဥခန်းမိမဖြစ်လာမှအမျိုးသမီးတရားကိုချစ်ကြိုက်ပါလေခင်ဗျားအမှဦးတန်းရဲ့အမေကပေါ့နော်တားပါလေအဲ့မှာမတ်စောရင်က ဥခန့်ထက်ကိုအသက်ကြီးနေလို့ပါဒေါ်နန်းတောင်ကနေပြီးတော့မကြိုက်ပါဘူးမကြိုက်တဲ့ခါကျတော့ဦးတန်းကပေါ့နော်အဲ့မှာသူ့အမေဘက်ကနေသူရှင်းနေလိုက်ပြီးဘူးရတယ်သူ့ညီပေါ့နော်သူကနားချပါဟုတ်တယ်ပေါ့နော်အသက်ကြီးတဲ့မိန်းကလေးကိုမယူသင့်ဘူးအသက်ကြီးတဲ့ဆိုလို့ရှိရင်မင်းအသက်60လောက်ရောက်တဲ့ခါကျတော့ရှင်မိန်းကလေးကအိုးအဝယောက်ျားလေးရနည်းဘာညာအဲ့လိုမျိုးပေါ့နော်နားချခဲ့ဘူးပါတယ်ခင်ဗျအခုသူယူမဲ့အမျိုးသမီးကြတော့လည်းပဲအသက်ကြီးနေပါတယ်ခင်ဗျ အခါကျတော့သူ့အမေသူမျက်နှာပူတာပေါ့နော်သူညီလည်းသူမျက်နှာပူတာပေါ့ဘာလို့သူကိုယ်တိုင်းအရင်တုန်းကအသက်ကြီးတဲ့မိမအမယူနေတော့မင်းတို့ကောင်းနေဘာညာဆိုပြီးတော့ညီငယ်တွေကိုဆုံးမပေးဘူးတော့အဲ့ဒီအကြောင်းအရာလေးပေါ့နော်ကျွန်တော်ဖတ်နေရင်ကျွန်တော်ပြုံးမိသွားပါတယ်ဘာလို့လဲဆိုတော့တစ်ခါတလေကြရင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်းတွေ့ယူပါတယ်ပတ်ဝန်းကျင်မှာငါကဘယ်လိုလူမယူမှာနော်အရက်ဘယ်နှစ်ပြည့်ရှိရမယ်အသားဘယ်လိုဖြစ်ရမယ်ပြီးလို့ရှိရင်တချို့ဆိုရင်တော့ဘလောက်ဆိုလဲဆိုရင်ငါတော့ဘယ်နေ့သားမှယူမယ်ဘယ်နေ့သားဆိုရင်တော့ငါနဲ့နေနဲ့မကိုက်ဘူးနေနဲ့နေကအစား ရွေးထားတာပါဘယ်နေ့ဆိုတော့ငါမယူဘယ်နေ့သားဆိုငါမယူဘယ်နေ့သားမှငါယူမယ်ငါယူမယ်သူကဘလို့ပုံဖြစ်ရမယ်ဆိုပြီးတော့တတ်မှတ်ထားပါတယ်သူတို့တကယ်တကယ်ပေါ့နော်ချင်းမိပြီးတော့ညားသွားတဲ့ခါကျရင်သူတို့အုံနောက်အောင်ပေါ့နော်ဘန်ထားရဲဆိုတဲ့ပုံနေနဲ့ညားတာပါခင်ဗျာတောက်ကြသားကိုမယူဘူးဆိုပြောထားတဲ့ကောင်ကတောက်ကြသားနဲ့မှညားတာမျိုးကျွန်တော်တွေ့ပါတယ်ခင်ဗျာအဲ့ဒါလေးကျွန်တော်တွေးမိပြီးတော့အော်ချစ်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ကူတန့်လို့မျိုးပေါ့နော်တကယ်နိုင်ငံကျော်မဲ့ပုပ်ကူကြီးတောင်မှတတိချတွတ်ထားလို့မရအောင်မှားတက်တယ်ပေါ့နော်အဲ့လိုမျိုးတွေးမိပြီးတော့ ကျွန်တော်ပြောမိတာပါခင်ဗျဒီဖူးစာနတ်မင်းကလည်းပေါ့နော်မင်းမကြိုက်ဘူးမချစ်ဘူးဆိုတဲ့ကောင်တွေကဒါ ချစ်စီကြိုက်စီဝါဆိုပြီးတော့တမင်တကာရွေးပြီးတော့လှုပ်ထဲလာသလားလို့တော့ထင်ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒါဦးတန်းနဲ့ပတ်သက်ပြီးတော့တွေးမိလို့ပေါ့နော်အဲကျွန်တော်တွေးကြုံတာလေးနဲ့ဒိုက်ဆိုင်သွားလို့ပေါ့ခင်ဗျာအလိုနဲ့မသိမ့်တင်နဲ့လက်ထပ်ပြီးတော့1942ခုနှစ်ရောက်တဲ့အချိန်မှာတော့ဒါဂျပန်ဝင်လာတဲ့အချိန်ပေါ့နော်ဂျပန်ဝင်လာတဲ့အချိန်မှာဘူဂျောအဆန်းနေပြီးတော့ဦးတန်းလမ်းခေါ်ပါတယ်ခင်ဗျာဒီမြမပညာကြီးပေါ့နော်ဒါပြန်လဲပြုစုရေးကုမ္ပဏီမှာအတွင်မှုအဖြစ်တာဝန်ထမ်းဆောင်ဖို့ဒါကံလန်းခဲ့ပါဦးတန်းလက်ခံခဲ့ရပေါ့နော်ဦးတန်းအဲ့အချိန်မှာဂျပန်နေသူမကြိုက်ပါဘူးဂျပန်နေစာဝင်လာတဲ့ဟိုကသူကမရ ုံပါဘူးဂျပန်တွေကဒီတင်းစားတဲ့အမြင်နဲ့ဖတ်တဲ့လူအင်္ဂလိပ်စားတဲ့အမြင်နဲ့ဖတ်နေတဲ့လူဆိုတော့ဂျပန်တွေမယုံဘူးပြီးရင်ဂျပန်တွေကလည်းသူ့မယုံပါဘူးခင်ဗျအဲ့တော့ဥတန် အချိန်မှာတော်တော်ဒုက္ခရောက်ခဲ့တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဘူဂျောင်းကခေါ်လို့ရန်ကုန်မြို့သွားပြီးတော့ပြည်ညိုင်းနဲ့ပတ်သက်ပြီးတာဝန်ထမ်းဆောင်တဲ့အချိန်မှာမဟာမိတ်တွေရဲ့ဘုံကျဲတံဝင်လဲရှောင်ရတယ်။ပြီးဂျပန်တွေရဲ့ရန်ကုန်လည်းပဲကြောက်နေရတာပါခင်ဗျာ။ဒါပေမဲ့သူကဂျပန်တွေကိုမကြိုက်ဘူးဆိုပေမဲ့ပညာရှင်ကမြန်မာနိုင်ငံအတွက်အရေးကြီးတယ်ဆိုတာသိရတဲ့အတွက်ကြောင့်မို့လို့ဘူဂျောင်းကံလန့်မှုကိုလက်ခံခဲ့တယ်ပေါ့နော်။ဒါကအလွန်နဲ့1949ပေါ့နော်။ CPK ရောက်တဲ့အချိန်မှာတော့ ူငငယ်လေးတွေကအမှရေရွချက်တစ်ခုရှိပါတယ်အဲ့ဒါတော့တရင်စာဆေးကလှုပ်ချင်တာပါအဲ့တည်းသူကစားတယ်ဖတ်တယ်စားတယ်အများကြီးရေခဲ့တယ်ပေါ့နော်အခု1948ဆိုတော့လွတ်လပ်ရေးကလည်းရတော့မယ် ခက်ကလည်းတော်တော်လေးတည်ငြိမ်နေပြီပေါ့နော်အရိခါလည်းကြာရောသူကနေပြန်ကုန်တက်လာပြီးတော့သတင်းစာထုတ်ဖို့ပေါ့နော်သတင်းစာသမားနဲ့လိုက်ပြီးတော့ဆွေးနွေးတယ်တွေးဆုံတယ်အဲဒီအချိန်မှာအုံနူနဲ့ထပ်တွေ့ပါသူရဲ့ရေချင်းတိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်နောက်ဖွဲ့မဲ့အစိုးရဖွဲ့မဲ့ပါဝင်ဖို့ဒါသူတငင်းချင်းအုံနူကလည်းသူ့အတင်းခေါ်ပါတယ်ခင်ဗျာသူနိုင်ငံရေးတွေပါတယ်လုံးဝစိတ်ဝင်စားပါဘူးနိုင်ငံအာဏာကိုယူပြီးတော့အုပ်ချုပ်ဖို့စိတ်ဝင်စားဘူးသတင်းစာပဲလို့အာတန်နေတာပေါ့နော်အဲ့လိုနဲ့ဇူလိုင်19ပေါ့နော်ဘူဂျိုးတို့လုံချန်းခံလိုက်ရတဲ့အချိန်မှာတော့ သူ့ရဲ့တင်းစားသမားလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကိုပေါ့နော်ဘိုးချုပ်နဲ့အတူတူညှုံ့နှံလိုက်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘိုးချုပ်တို့နဲ့ဒီနိုင်ငံခေါင်းဆောင်တွေပေါ့နော်လှုပ်ချင်ခံလိုက်ရတဲ့အချိန်မှာနိုင်ငံတစ်ခုလုံးကရိုးရိုးရိုးဖြစ်နေပါတယ်ဘာဖြစ်မယ်ဆိုတာအင်တာမှာပြောခဲ့ပါတာခင်ဗျအဲ့အချိန်မှာပညာတတ်တွေကလည်းအများကြီးလိုအပ်တာပေါ့နော်ဒီကမှာတော့သူကအုံနုရဲ့ကံလမ်းမှုကိုလက်ခံပြီးတော့တည်ပြန်လဲဖွဲ့စည်းတဲ့ဒီမြန်မာနိုင်ငံအစိုးရဖွဲ့မှာပေါ့နော်ပြန်ကြားရေးဌာနညွှန်ကြားရေးဝန်ဖြစ်တာမှထမ်းဆောင်ခဲ့ပါတယ်ဒီမှာပေါ့နော်ကျွန်တော်တခုပြောချင်တာပြန်ကြားရေးဌာနဆိုတာတော်ရေးကြီးတာပါခင်ဗျသူတစ်ဖြစ်အဲ့လိုမျိုးစကြာမှတ်ကြာကာလအပူရေးကြီးပါတယ် ဘာဖြစ်လို့လဲဆိုတော့ပြန်ကြားရေးဌာနဆိုတာပြည်သူနဲ့အစိုးရကြားမှာပေါ့နော်ဆက်ထားတဲ့ချိန်လေးပါအဲ့ဒီပြန်ကြားရေးဌာနကိုပြည်သူတွေကမယုံကြည်တော့ဘူးဆိုရင်အစိုးရတည့်ရလုံထိခိုက်တာပါပြန်ကြားရေးဌာနဆိုတာအလောက်ထိအရေးပါတာပါအစိုးရကိုဒါယုံကြည်အောင်လဲလုံနိုင်တယ်လို့အစိုးရကိုတလွဲထင်သွားအောင်လဲလုံနိုင်မှာလဲပြန်ကြားရေးဌာန အားမယုံဘူးဆိုတော့အခုလက်ရှိပညာရေးဌာနအောင်ကြည့်ကြည့်ပေါ့နော်။ဒီမှာနောက်တဲ့တစ်ခုကပေါ့နော်။သူကအပြောသမားဟောသမားကြီးပဲမဟုတ်ပါဘူး။ဒီ1949 50ပေါ့နော်။မြန်မာတနိုင်ငံလုံးရောင်းဆောင်သဘုံထားနေတဲ့အချိန်မှာအစိုးရဆိုတာရန်ကုန်အစိုးရဆိုပြီးတော့ခေါ်နေတာပါ။ဦးနှုတ်ဒါကရင်နူးလို့ခေါ်နေတဲ့အချိန်ပေါ့နော်။အမှကရင်နေနဲ့ဒီငင်းငင်းဆွေးနွေးတဲ့အချိန်စောပါဦးလို့နဲ့ထင်ပါလား။ငင်းငင်းတဆွေးနွေးကူပါလားခင်ဗျာ။ဆွေးနွေးနေဆိုတာကဒီနေပြီးတော့လာခဲ့ဆိုပြီးခေါ်ဆွေးနွေးတာမဟုတ်ဘဲနဲ့လက်နက်ကင်ထားတဲ့ဒီ KND ကိုပေါ့နော်။ထိန်းချုပ်ထားတဲ့နေမျိုးကိုတွားပြီးတော့ငင်းငင်းဆွေးနွေးရတာပါ။ လွယ်ရုံမထင်ပါနဲ့ချိန်ပြီးဘလူနီးနဲ့တဖြစ်လှုပ်ကြံခံလာရနိုင်ပါတယ်ခင်ဗျာဦးတန်းတန်းတူသွားမယ်တချို့ဆိုပြီးပါတော့သူတို့အမျိုးသမီးတွေကဘေးမသွားဘူး၊ကွဲမဲ့ကွာမဲ့ဒီလှုပ်တာပါခင်ဗျာသွားလို့ရှိရင်တက်ရှင်လေးပြန်လာနိုင်တယ်ဆိုတာမသေးကြပါဘူးဘာလို့လဲဆိုတော့တကယ်လို့ရင်သူကမပြင့်တော့မှာပေါ့နော်အစိုးရကဒီအဖွဲ့ကိုတိတ်ခါချခြင်းလို့ငင်းငယ်အဖွဲ့လည်းနှမ်းပါတဲ့အဖွဲ့မင်းတို့ပြစ်တာခွာဆိုသူတို့ပြန်ပြစ်ပြီးတော့အတဖက်အဖွဲ့စီပေါ့နော်တိတ်ခါချတာမျိုးတွေလှုပ်လာနိုင်ပါတယ်ခင်ဗျာ အလောက်ထိကိုအရေးကြီးတာပါအဲ့လိုသွားရဲဆိုတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်အဲ့လိုနဲ့ယာဒူတွေတိုးလာတိုးလာရင်လည်း1955လောက်မှာပေါ့နော်ဒါဦးနှူးရဲ့အတွင်းဝင်ဖြစ်လာပါတယ်ခင်ဗျပြီးတော့အတွင်းဝင်ဆိုတဲ့ယာဒူကလည်းအင်မတန်အရေးကြီးတာပါဘာလို့ကျွန်တော်ဒါတွေပြောနေလဲဆိုတော့သူတာဝန်ထမ်းဆောင်ခဲ့တဲ့ယာဒူတွေဆိုတော့အရေးကြီးတဲ့အကြောင်းကျွန်တော်ပြောနေတာပေါ့နော်အဲ့တော့အတွင်းဝင်ဆိုတဲ့ယာဒူကဘာလို့အရေးကြီးလဲဆိုတော့အတွင်းဝင်ရဲ့အလုပ်တွေတည်းရပါပေါ့နော်တခုကဒီဦးနှူးပြောမိခွန်းနဲ့ရေးပေးရတာပါအဲ့ဒါတောင်းတရင်ဘ ਹੁ တုတ္တရနဲ့ရေးလို့မရပါဘူးအဲ့ဒီ လိုမိခွန်ရေးပေးရတဲ့လူကတော်တော်ဘူးရာဆုံးရပါတယ်ဘာလို့လဲဆိုတော့ចောင်းသွားမယ်ဆိုရင်ចောင်းသားရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာရေးပေးရတယ်ဒီလိုပဲဘာသာရေးအဆောက်အဦတွေဘာသာရေးနဲ့ပတ်သက်တဲ့အခမ်းအနားတွေသွားမယ်ဆိုရင်ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးပေးရတာပါခင်ဗျာအဲ့လိုနဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ဥနုနဲ့အဆင်ပြေဖြစ်လာတာဥနုနဲ့တူနေတဲ့ကြတော့တငယ်ချင်းကလည်းဖြစ်တယ်ဥနုရဲ့အတွန်းဝင်ကလည်းဖြစ်တဲ့ခါကြတော့ဒီဥနုကပေါ့နော်တခါကျရင်နိုင်ငံကြီးနဲ့ဘာသာရေးနည်းနည်းလေးရောတက်ပါတယ်ခင်ဗျာအဲ့လိုခါကျရင်ဥတန်လုံးဝလက်မခံပါဘူးပြန်ပြောတာပါ သူ့ဘေးမှာရှိနေတဲ့တရားနိုင်ရင်ကောင်းဆောင်တွေကဘာမှပြောပါဘူးအဲ့ရှင်မဥတန်းမရပါဘူးသူသဘောမတွေ့ဘူးပေါ့နော်မဖြစ်နိုင်ဘူးထင်မဖြစ်နိုင်တဲ့ကြောင့်တော့ထထပြောတာပါဥပမာပေါ့နော်မြင်သာထင်တာတစ်ခုပြရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပေါ့နော်အဲ့ချိန်တုန်းကတော်မွေတဲ့လူပေါ့လက်သေးလားအဲ့ဒီလူတွေကလေးမွေးတဲ့ခါကျရင်အသေးပြောက်ရှိတယ်ပေါ့နော်အန်ဒီရဲ့လည်းများတယ်အဲ့ခါကျတော့ဘုနုကဘာလုပ်လဲဆိုတော့အဲ့လိုလူတွေကိုဘေးမမွေးတော့ပိတ်ပြစ်မှာပေါ့နော်ဒါလိုကလေးမွေးခွေးမပေးဘူးပေါ့ဗျာအဲ့လိုလုပ်မယ်ပြီးရင် तू ကဘုနုကဒီမျိုးပေါ်မှာပေါ့နော်သူနာဘူးတင်တဲ့နေကို6လနဲ့အပြီးဖွေးမယ် ပြီးရင်အဲ့ဒီတင်းနေသားတွေကိုရွာတွေပို့မယ်ဥမာအဲ့လိုစီစဉ်တာပါခင်ဗျာအမှဦးတန်းလက်မခံပါဘူးဆိုတော့အဲ့ဒါရုတ်တရက်ကြည့်ရင်တော့ဟုတ်တယ်လို့လို့မှန်တယ်လို့လို့ရှိပေမဲ့တေချာစဉ်းစားလိုက်မယ်ဆိုရင်မဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့လက်တဲ့တွေကိုကလေးမွေးခွင့်မပေးဘဲနဲ့၆လလောက်ကမန်းကနန်းတင်နေတက်ထားတဲ့လူငယ်လေးတွေကိုကလေးမွေးခွင့်ပြုမယ်ဆိုလို့ရှိရင်တို့ကအဲ့ဒီခေတ်ဆိုတော့တော်တွေဆိုဘလောက်များမလဲစဉ်းစားအကြည့်ပေါ့နော်ဒီတော်ရွာတွေကိုတွားပြီးတော့တို့တွားနေရမယ်အဲ့ဒီမှာကလေးတော်မွေးပေးရမယ် ဲ့ဒီရွာတွေမှာအဲ့ဒီတောရွာတွေမှာသွားနေရမှာဆိုတာဒီမျိုးဘဝအကောင်မလေးတော့ဘယ်လိုမှအဆင်မပြေပါဘူးအဲ့ဒါရုတ်တရက်ပေါ့နော်သူပြောလိုက်တာစေတနာနဲ့ပြောတာမှန်တယ်လို့လို့ရှိပေမဲ့လက်တွေ့မဖြစ်နိုင်ပါဘူးခင်ဗျာအဲ့ဒီခါကျရင်ဥတန်ပေါ့နော်ဒါမှဖြစ်နိုင်မလို့ဥတန်တားပါဦးနုဘေးနာမှာပေါ့နော်နိုင်ငံကောင်းဆောင်ရှိတယ်ဒါပေမဲ့ဦးနုကလုံးချင်းစိတ်များနေတဲ့အတွက်ကြောင့်မို့လို့သူတို့ဘာမှမပြောတိတ်နေတာဥတန်မရဘူးတကယ်ကြီးလည်းဖြစ်တယ်အတွင်းမှာဖြစ်တော့ဒါဒါပြောတာပါခင်ဗျာတခါကျရင်ဥတန်ဘယ်လိုလုပ်လဲဆိုတော့ငါပြောတာကိုလက်မခံပါလားလက်မခံဘူးဆိုရင်ငါ့ရှိနေလဲဘာမှမထူဘူး ထားထားလည်းပါမထူဘူးเนาะနှုတ်ထောက်ခွင့်ပြုစုပြီးတော့ထွက်စာကောင်းတင်တာပါအဲ့လိုမျိုးလုပ်တော့ပါခင်ဗျာတခါကျရင်လည်းအမှုအရှုပ်ပေးလိုက်တာရှိတယ်တခါရင်အရှုပ်ပေးတာလည်းရှိတယ်ပေါ့နော်အဲ့လိုကြာတဲ့ခါကျတော့ဒါကျွန်တော်တို့အထင်ပေါ့နော်ဘယ်လိုဘယ်လိုတွေးလာလဲဆိုတော့ဒါသုံးပြချက်တွေကိုကျန်းလူတွေကဘာမှမပြောဒီ ဦးတန်းဆိုတဲ့လူကထထပြောနေတယ်ပြီးတော့တငယ်ချင်းလေးဖြစ်နေရင်းရလဲရင်းနှီးနေတဲ့ခါကျတော့မကြောက်ထထပြောနေဒီကောင်အနားမှာမထားရင်ကောင်းမှာဆိုပြီးတော့တွေးလာပုံရပါတယ်ခင်ဗျအဲ့လိုနဲ့ဦးနုကပေါ့နော်1958မှာကျတော့သူ့ကိုဒါမြန်မာနိုင်ငံဆိုင်ရာအမြင့်မ်းတန်အမှတ်ဖြစ်ခံလိုက်ပါတယ်ခင်ဗျအခုခေတ်ပေါ့နော် နိုင်ငံလောကစကားနဲ့ပြောမယ်ဆိုရင်တန်အမတ်ခန့်လိုက်တာကမိမိနဲ့အိုးဝေးမြောက်ကန်လိုက်တာပါသူဒီပြည်ရုံးနဲ့ဝေးသွားမှာပေါ့နော်ရာထူးမြေပြီးပြီးတော့အိုးဝေးပို့လွတ်လိုက်တဲ့သဘောပါခင်ဗျအဲ့လိုနဲ့1960ပေါ့နော်ပါထာစာအစိုးရတက်လာတဲ့အချိန်မှာတော့ဦးတန်းကနေပြီးတော့ဒီကုလသမဂ္ဂရဲ့ပြန်ပုံငွေတူဝါရဲ့အဖွဲ့မှာပေါ့နော်ဒါဩက္ခတာဖြစ်နေပါပြီခင်ဗျဒီစာတွေပါလေရေးတယ်စာအုပ်တွေပါလေထုတ်ပါတယ်အဲ့ဒီခါကျတော့နိုင်ငံတကာလူတွေနဲ့ပေါ့နော်ပြောတဲ့အချိန်မှာဘုသူဒအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့စကားပြောဆိုရတာအဆင်ပြေတယ်လူချစ်လူခင်ကလည်းအင်ပတန်မှပေါ်ပါတယ်ခင်ဗျာ ပြီးသူကိုယ်တိုင်လည်းပေါ့နော်လုံးဟုတ်တာလည်းတိတ်မပြောအောင် तू ကစကားနေတယ်ပေါ့ဗျာမလိုအပ်ရင်ပြောလိုအပ်ရင်ပြောတယ်ပြောတဲ့ခါကျရင်လည်းပဲတကယ်လိုအပ်တယ်လို့ပြောတာပါအဲ့လိုမျိုးလူပါအားကြောင့်တော့သူဒီကမ္ဘာနိုင်ငံခေါင်းဆောင်တွေပေါ့နော်ကိုယ်စလေတွေကတော်တော်လေးတလေးစားစားရှိတယ်ခင်ကြမင်ကြပါတယ်ခင်ဗျာအဲ့လိုနဲ့ကျွန်တော်ပထမမှာပြောခဲ့သလိုပေါ့နော်သူအတွင်းမှုကျုပ်ဖြစ်လာတာပေါ့နော်မဟာမရှိုးရုတ်တရက်လေးပြကြပြီးကိုလင်းသွားတဲ့အချိန်မှာဥတန်းနေပြီးတော့ဒါယာယီပေါ့နော်အတွင်းမှုကျုပ်ဖြစ်လာပါတယ်ခင်ဗျာ